အလုံးစရောက်သွားပြီဆိုတာနဲ့လို့အသက်ရှူအရန်ကြက်တော့ခံစားရတယ်။အင်းအီတီဗီကလည်းဆိုတော့မာလောက်ကတည့်ရောက်နေလောက်ခင်းမရဘူးလေ။အလုံးလုံးနေရဆိုပေမဲ့အလုံးရောပေါ့ငါပဲချိန်လာဖန်ခံရတော့မလဲဆိုတာမျိုးပေါ့ထိုင်းနိုင်ငံမှာတရားမဝင်အလုံးလုံးကင်နေရတဲ့အသက်24နှစ်ရွယ်မမင်းမီဟာ ဒီစကားတွေကိုပြောရင်မျက်ရည်တွေထိမထားနိုင်ခဲ့ပါဘူးသူ့အတန်းထဲမှာမလုံခြုံမှုကြောက်ရွံ့မှုတွေပြင်းထန်နေပါတယ်မမီမီဟာမြန်မာနိုင်ငံမှာစစ်မှုထမ်းဥတွေကြောင့်ရန်ကုန်ကမိသားစုနဲ့အေးချမ်းစွာနေထိုင်ရတာကနေထွက်ပြေးလာရသူတဦးပါစိတ်လုံခြုံမှုမရှိဘူးလှုပ်ဆင်းလှုပ်တက်နေတဲ့အချိန်မှာလည်းသွားရလာရတဲ့ဒန်းမှာအနေရည်ဒီပါဒီပေါ့အဲ့ဒါတွေလည်းလုံခြုံမှုမရှိဘူးဆိုတော့ ဒါဘလိုပဲနေရနေရမြန်မာနိုင်ငံထက်စားလို့ရှိရင်တော့လုံခြုံမှုရှိမယ်ဆိုပြီးတော့ဒီကိုရောက်လာတာပေါ့ဒါပေမဲ့ထိုင်းနိုင်ငံမှာလည်းတရားဝင်နေထိုင်ခွင့်ရဖို့ဗီဇာလုပ်ငန်းစဉ်ကမလွယ်ကူပါဘူးမမီမီရောက်လာခြင်းသူ့အပ်ထားတဲ့အကြောင်းကဗီဇာထုတ်မပြီးတော့တဲ့အခါပြည်ပကိုထွက်ပြီးထိုင်းကိုပြန်ဝင်ရတာမျိုးနဲ့ကြုံခဲ့ရပြီးအချိန်ငွေအိုင်းအင်းတွေပို့ကုန်ခဲ့ရပါတယ် အဲ့ဒီနောက်ချင်းမိုင်မြို့မှာတနစ်တတန်းရှိတဲ့ကျောင်းသားဗီဇာသူရခဲ့ပါတယ်။ဒါပေမဲ့ဒီဗီဇာနဲ့တရားဝင်အလုပ်လုပ်ကင်ခွင့်တော့မရှိပါဘူး။စာဝတ်နေရေးအတွက်အရေးစွန်ပြီးလမ်းပီးစည်းဆိုင်တစ်ခုမှာအလုပ်လုပ်ဖို့မမီမီရွေးချယ်လိုက်ရပါတော့တယ်။ဆဲလာပြီဆိုတာနဲ့ဘာပဲလုပ်နေလုပ်နေပြီးရတယ်ပေါ့။တော့အဓိကတော့လူမျိုး ထိုင်နေတော့မှပဲညလုံးကအဲ့လိုညလုံးညနာရောအကောင်လုံးဆွင့်ပြီးတော့နေနေရတယ်ပေါ့အရင်ကမမီမီဟာရန်ကုန်မှာပြည်ပပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာကျောင်းသားတွေနဲ့မိဘတွေကိုအကြံဉာဏ်ပေးတဲ့အလုပ်လုပ်ခဲ့သူပါအခုတော့ထိုင်းနိုင်ငံမှာတူတက်ခဲ့တဲ့ပညာနဲ့မဆိုင်တဲ့လမ်းမစည်းဆိုင်မှာစိုင်သိန်းစိုင်ခင်းရတဲ့ဘဝကိုရောက်နေရတယ်လို့ထိုင်းလူမျိုးတချို့ရဲ့ခွဲခြားဆက်ဆံမှုကလည်းသူ့ကိုစိတ်ထိခိုက်စေခဲ့ပါတယ် ဒီနေ့ထိုင်းနေဆိုရှင်ရုပ်ဝတ်ကြိလိုက်တာလည်းနေရမြန်မာဖလားအဲ့ဒါဆိုရင်မဝယ်တော့ဘူးလို့နေတော့မြန်မာကငါတို့စီမအလုံးလာလုံးနေကြရတာဆိုပြီးတော့နေ့လယ်ကနေညနေတဲ့အထိအလုံးလုံးရပြီးမနေ့မှဟင်းချက်တာဝိရှော်တာတွေလုပ်ရပါတယ်တလမှနားရည်ဆိုတာကလည်းတည့်ရပေးရတာပါရွေးချယ်စရာမရှိတော့လို့အင်းကနေထွက်လာရတယ်ဆိုပေမဲ့အထီးကျန်မှုနဲ့မိသားစုကိုလွမ်းဆွတ်မှုတွေကသူ့ရဲ့စိတ်မှာနေရာယူထားပါတယ် အိမ်မကလေးကသမင်းစားလို့ရှိရင်ကဟိုလိုသမင်းစားရင်ကအမြဲမိသားစုကလို့အကုန်လုံးတူတူစူးစားနေကြဆိုတော့ရောက်လာတဲ့အခါမှာတယောက်ပဲစားရတဲ့ခါကျတော့အမြော့အရသာလည်းမတူဘူးပေါ့အခုနှစ်ထဲမှာသူ့ရဲ့ကျောင်းသားဗီဇာကုန်တော့မှာကြောင်းနောက်ထပ်နေထိုင်ခွင့်အတွက်ကိုလည်းစိုးရိမ်နေရပါတယ်ဒီလိုခက်ခဲမှုတွေရှိနေပြီမယ်အင်ပြန်ချင်းလာမင်းရင်မလုံခြုံမှု မရေရာမှုတွေနဲ့ပြည်နေတဲ့နိုင်ငံကိုလက်ရှိမှာတော့ပြန်လို့စိတ်မရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့တနေ့တော့မိသားစုနဲ့တတ်တိုင်ဝုံဝုံပြန်နေဖို့ကသူ့ရဲ့ရည်ရွယ်ချက်ပါလို့မမီမီကပြောပါတယ်ရှင်။